collagen ဓာတ်ကကျွန်တော်တို့ရဲ့အသားရည်ကိုတင်းရင်လားပါစေတယ်ဆိုတာအလုံးတည်ပြီးသားဖြစ်မှာပါဒါပေမဲ့ဒီ collagen ဓာတ်ကကျွန်တော်တို့အခြေအနေအမျိုးမျိုးကြောင့်ရော့ကျသွားနိုင်တယ်ဘလို့အခြေအနေမျိုးတွေလဲဆိုတော့ကျွန်တော်တို့ရဲ့နေထိုင်မှုပုံစံတွေပြီးတော့အပြင်ပတ်ဝန်းကျင်ရဲ့အခြေအနေတွေနောက်ပြီးတော့ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကြောင့်ဒီ collagen collagen ဓာတ်ကရော့ကျသွားနိုင်တယ်နေထိုင်မှုပုံစံဆိုတာကျွန်တော်တို့ဘလို့နေထိုင်မှုပုံစံတွေလဲဆိုအရေးပြက်တာတွေနောက်ပြီးတော့စိတ်ပစ္စည်းပုံများတာနောက်ပြီးတော့စိတ်လိတ်တွေအရက်တွေတောက်တာနောက်ပြီးတော့ကျွန်တော်တို့ရေတောက်တာနဲတာရေတောက်နဲတာကြောင့်ရေဓာတ်ခန်းချောက်တာတွေ နောက်ပြီးတော့ကျွန်တော်တို့အစားအစာစားတာနည်းတာကြောင့်အစာဟာရချိုးတဲ့တာတွေကကျွန်တော်တို့ရဲ့ပိုလီဂျင်တက်ဖို့ရောကြစီတယ်။ဒါကတော့နေထိုင်မှုပုံလေ။ပတ်ဝန်းကျင်အခြေအနေကကြတော့ကျွန်တော်နေတို့ညဉ့်ညမ်းတာတို့နောက်ပြီးကျွန်တော်တို့ခန္ဓာကိုယ်အစိတ်တင့်တာတို့နောက်ပြီးတော့နေရောင်ခြည်ထဲမှာကျွန်တော်နေရောင်ခြည်အထိတွေ့များတာနေရောင်အပြင်ထွက်ပြီးတော့နေရောင်ခြည်အထိတွေ့များတာတွေအဲနောက်ပြီးတော့ကျွန်တော်တို့မာယုံနဲ့ကျွန်တော်တို့တဲ့ဓာတ်မတည့်တဲ့ဒီအလောက်ကုန်ပစ္စည်းတွေတုံးဆွဲတာတွေကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ရဲ့ collagen တက်ကိုရောကြစေ။ဒါကတော့ပြင်ပပတ်ဝန်းကျင်အခြေအနေ။ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုဆိုတော့ကျွန်တော်တို့ရာအချိန်ကြီးကျွန်တော်တို့အသက်တွေကြီးလာနော်။ လက်ကြီးလာပြီဆိုကျွန်တော်အိုမင်းရော်ဘူးဖြစ်လာပြီဆိုရင်ကျွန်တော်ကောလဂျင်တက်ကပုံမှန်လို့မထုတ်လုပ်နိုင်တော့ဘူးဒါလိုမျိုးအိုမင်းရော်လာအိုမင်းရွံ့ရုံမှုတွေဖြစ်ဖြစ်ပြီဆိုတော့ကျွန်တော်ကောလဂျင်တက်တွေရောကြမယ်နောက်ပြီးကိုယ်လေးချိန်ရရုပ်ပြကြဆင်းသွားတာမျိုးဆိုကျွန်တော်အသားအသားရည်တွေကညော်တွဲကြလာလို့ကောလဂျင်တက်တွေကိုရောကြစေနော်ဒီလိုအခြေအနေတွေမဖြစ်အောင်ကျွန်တော်တို့တက်နိုင်ကြမြဒီຢာတွေကိုတက်နိုင်ကြမြထိမ့်သိမ့်မယ်ချောင်ကျင်တဲ့နော်အဲ့တော့အဲ့လိုမျိုးအရာတွေထိမ့်သိမ့်ဆောက်ရှောက်နေမှာကျွန်တော်တို့ကနော်နောက်ထပ်ဒီကောလဂျင်တက်ကိုဖြည့်သွက်ဖို့အတွက်ဒီကောလဂျင်တွေကိုကျွန်တော်တို့တောက်ကြရတာဖြစ်တယ် ကျွန်တော်ဒီလက်ထက်မှာတိုင်ထားတဲ့ collection လေးကကြတော့ more collection လေးပဲဖြစ်တယ်နော်ဒီ more collection လေးอ่ะဆိုတော့ပင်နေရှိအိုးအောက်အနက်မှာရရှိတဲ့နော်အရန်ကိုရှားပါတယ်နော်တူနာငါအရန်ကိုဈေးဈေးနဲ့ကြည့်ပြီးတော့တူနာငါအရန်ကိုတန်ဖိုးရှိတဲ့အသားရည်တော့အရန်ကိုကောင်းပါတယ်တူနာငါနဲ့တူနာငါကနေထုတ်လုပ်ထားတဲ့ collection ဖြစ်တယ်ဒီကောင်ကဆိုတော့အမျိုးအစားကကောင်းလို့တော့တော်တော်ငားနေတယ်မှာတော်တော်အမျိုးအစားကောင်းနေငားဖြစ်ပြီးတော့တို့ရဲ့နောက်ပြီးတော့ molecule အရွယ်စားတေးတဲ့အတွက်စုပ်ယူမှုအားကိုလည်းကောင်းစီတယ်။နောက်ပြီးတော့ ecology တထုတ်မှာကျွန်တော်တို့က ကောလာဂျင်နော်1000မီလီဂရမ်ပါတာဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်တို့တစ်နေ့တာလိုအပ်တဲ့ကောလာဂျင်ဓာတ်ပုံဒီတစ်ထုပ်တောက်တာ ਨੇ လုံလောက်ပါတယ်နော်။နောက်ပြီးတော့ဒီကောင်ဟာဆိုရင်လေအနံ့အရတာနဲ့လည်းပြည်စုံငားညီနဲ့မရှိဘူး။အနံ့ရတာကသူကကျတော့ဒီငားအပြင်ကိုသူနာငားအပြင်မှာဘယ်ဒီဒီဘောင်းတုံနဲ့သူကပေါ်ဆက်ထုတ်လုပ်ထားတာဖြစ်တဲ့အတွက်ဘယ်ဒီဒီရတာရတယ်။အနည်းချက်ဆုံးပြောမယ်ဆိုတော့လိမ်မော်ဒီလိုအရတာမျိုးနော်။အယောင်လေးကလည်းလိမ်မော်ယောင်လေးအနံ့အရတာလေးကလည်းလိမ်မော်ဒီလိုအရတာမျိုး။ Okay ဒါလေးကိုကျွန်တော်ဖြော်ပြီးတော့တောက်ကြည့်ရအောင်။ ချော်ချော်ပြောက်ဖို့ဆိုတာဖောက်မယ်ဆိုရင်လွယ်လွယ်ပဲเนาะဒီမှာဒီအားလေးမှာမခင်ရလေးပါ Okay ဒီကောင်လေးကပေါက်တာအမုတ်ဖြစ်တယ်เนาะဒီ collagen ကအမျိုးမျိုးလာတယ်အမုတ်အမုတ်နဲ့လာတာလည်းရှိနေအရည်နဲ့လာမှာရှိတယ်အရည်နဲ့လာတာရှိတယ်စီးတောက်နဲ့လာတာရှိတယ်အမုတ်ကကြတော့ကျွန်တော်တို့ကဈေးလေတခြားတော့အရာတွေထက်ပို့ပြီးတော့တောက်တုံးရတဲ့လွယ်ကူတို့ဈေးနှုန်းနဲ့အတင်းအင်းရှိတဲ့အတွက်အမုတ်ကိုတောက်ကြတာများတယ်เนาะအဲဒါလေးကတော့အမုတ်ဖြစ်တဲ့အတွက်ကျွန်တော်ရည်နဲ့ဖြော်တောက်ရမယ်ရည်ကကြတော့ကိုဘယ်လိုပြောရမလဲဆိုတော့ ်လိုတလောက်တောက်လို့ရပါတော့ဒီ collagen ကိုကျွန်တော်တို့ကတောက်ပြီးပြီဆိုရင်ဒီကိုထပ်တောက်ပြီးလို့လိုရတယ်နော်ဒီထပ်တောက်ပြီးမှလာ collagen ကကျွန်တော်တို့တောက်ပြီးရပြီခန္ဓာကိုယ်ကပုံမှန်ထက်ပုံမှန်ထက်ရည်တက်ဖို့လိုအပ်တယ်နော်ဒီ collagen တက်ကိုကျွန်တော်တို့ကနော်ပြည့်ပြည့်ဖို့ကနော်ကျွန်တော်တို့ကအတုံးချခြင်းနေဆိုတော့ဒီရည်တက်ပါဖြည့်ပြီးပို့ပြီးတော့ကောင်းတယ်နောက်ပြီးတော့အဲဒီ collagen တက်ကဘလူးတွေဒီ collagen ဘလူးတွေတောက်တော်လို့ရလဲဆိုတော့နော်အာကျွန်တော်တို့အတားရည်ကိုထိတိခြင်းနေတူတဲ့အတွက်ဆိုရင်ထောက်တုံးလို့ရတယ်အဲနောက်ပြီးတော့ကျွန်တော်တို့အတက်ရည်ကြီးနေတူတယ်ဆိုရင် collagen ရဲ့ရော့ကြမှာတော့အောင်တောက်တုံးလို့ရတယ် ဟုတ်ပြီအဲ့တော့ဒီကိုလေဂျင်လေးကိုကျွန်တော်တို့ကတောက်မယ်ဆိုရင်ရေထည့်ပြီးတော့ရေနဲ့ဖြောတောက်ပြန်မှာဖြစ်တယ်เนาะဒီမှာအနက်အယောင်လေးရဆိုလဲလိမ့်မော်အောင်လဲအနက်လေးရဆိုရင်ဟွန်းလိုက်တယ်လုံးဝငါးညီနဲ့မရဘူးပြီးတော့ကိုလေဂျင်ကိုတောက်မယ်ဆိုတော့ကျွန်တော်တို့ကဘယ်အချိန်တောက်တင်လဲဆိုတော့မနက်ပိုင်းညတောက်ရင်ပို့ပြီးတော့ကောင်းတယ်မနက်ပိုင်းကျွန်တော်တို့ဘိုက်ထဲမှာလုံးဝအစာမရှိတဲ့အချိန်ကိုလေဂျင်တောက်မယ်ဆိုတော့ကျွန်တော်ဒီထဲကကိုလေဂျင်ကိုအာနစ်တင်ကိုကျွန်တော်ပစ်ပြေးပေါ်ကအာတော်တော်များများရနိုင်တယ်ဗောနော်ကိုလေဂျင်ကကျွန်တော်တို့ခန္ဓာကိုယ်ကကိုလေဂျင်ကိုရာနှုန်းပြည့်လို့မစုပ်ယူနိုင်ဘူး ဒါပေမဲ့ကျွန်တော်တို့ကဒီလိုမျိုးပေါ့နော်ဒီ collagen အမျိုးအစားကောင်းမယ်ဆိုတော့ညာနှုတ်ပြေတော်တော်များများဆုပ်နေတယ်ညာနှုတ်ပြေဘယ်လိုပြောမလဲကိုလိုအပ်တော့လောက်ကိုခန့်တာကိုလိုအပ်တော့လောက် collagen ကိုအပြည့်အဝဆုပ်ယူနိုင်လိမ့်မယ်ခင်ဗျာနော်အဲ့တော့ဒီကောင်က molecule ရွာစားတီးတဲ့အတွက်ဆုပ်ယူမှုကလည်းကောင်းစီတယ်နော်อืมအရာလာလေးရလဲတော်တော်လေးကိုဟိုတောက်လို့ဝင်းနေခင်ဗျာနော်တောက်လို့လည်းကောင်းတယ်อืมမွေးလည်းမွေးတယ်အဲ့ကျွန်တော်တို့ဒီ collagen ကိုဒါလူတိုင်းတော့တောက်လို့မရဘူးဘလို့လူတွေတောက်လို့မရဘူးလဲဆိုတော့ကျွန်တော် ိုဝင်ဆောင်မိခင်တွေနှုတ်တိုင်မိခင်တွေတောက်လို့မရဘူးပြီးတော့ကလေးတငယ်တွေတောက်လို့မရဘူးနောက်ပြီးတော့ကြောက်ကက်ယောဂရှိတဲ့သူတွေတောက်လို့မရဘူးဘာလို့လဲဆိုတော့ collagen ကနော်ဒီတောက်ပြီးသွားပြီဆိုတော့ကြောက်ကက်ကတာမန်လူထက်အလုတ်လောက်ရတယ်အဲ့တော့ဒီတာမန်လူဆိုတော့ဒီကြောက်ကက်ကခံနိုင်ရှိတယ်ရေတစ်ပါးရေနဲ့တွဲတောက်မယ်ဆိုတော့ရေပြည့်ပြည့်တစ်နေ့ရေနဲ့လီတာအနည်းဆုံးတောက်မယ်ဆိုတော့အဆင်ပြေတယ်ဒါပေမဲ့ကြောက်ကက်ယောဂတဲ့တွေကြတော့အဆင်မပြေဘူးနော်နောက်ပြီးတော့စီးကျူယောဂတဲ့ဒီတောက်လို့မရဘူးခင်ဗျာနော်ဒါလေးတော့ပြီးထားတဲ့နောက်ပြီးတော့နောက်တစ်ချက်ကတော့ငားနဲ့လောက်ထားတာဖြစ်တဲ့အတွက် ပင်လေစားနဲ့မတည့်တဲ့လူတွေကျွန်တော်တောက်တုံးလို့အဆင်မပြေဘူး။ကျန်တဲ့လူတွေကျွန်တော်အကုန်လုံးအဆင်ပြေတယ်။ဒါလူကြီးတွေအကုန်တောက်လို့ရတယ်။အဲနောက်ပြီးတော့လူငယ်ပိုင်းကျွန်တော်အသက်25နှစ်နော်25နှစ်နဲ့အသက်ဆိုတော့တောက်လို့ရတယ်။နော်25နှစ်အောက်လည်းတောက်လို့ရတယ်။ဒါပေမဲ့အဲ့ဒီ25နှစ်အောက်တွေကိုတော့ကျွန်တော်ကတောက်ဖို့အတွက်တိတ်ပြီးတော့စကြရှင်မပေးဘူး။ကျွန်တော်တို့ခန္ဓာကိုယ်ကတဘာဝအဲ့ဒီအောင်ထုတ်လုပ်ပြီးတယ်နော်။အဲ့ကြောင့်မို့အဲ့25နှစ်အောက်တည်းအရကျွန်တော်တဘာဝအတိုင်းထားတာကောင်းနေ25နှစ်နောက်ပိုင်းဆိုတော့ဒီ college ကြီးကတဖြည်းဖြည်း တန်းတို့တနစ်ကို10% 10%ကြီးရော့ကျလာတာဖြစ်တယ်အဲ့တော့ကျွန်တော်အသက်ကြီးလာလေကြီးလာလေကိုလဂျင် ထုတ်လုပ်မှုကနည်းလာလေကိုလဂျင်ရော့ကျလာတာပို့ပြီးတော့များလာလေဖြစ်တယ်နော်အဲ့တော့အသက်ကြီးတဲ့လူတွေဆိုရင်ပို့ပြီးတော့တောက်တင်อืมยังก้าวเนี่ยเออดีคอลลาเจนนี่ကိုကျွန်တော်တနည်းကိုတစ်ခွက်တောက်မယ်အဲ2လ3လလောက်တောက်ပြီးမယ်ဆိုတော့တိတိတသာရလဲရလာလဲရလာကတော့တယောက်နဲ့တယောက်ကူမှာမဟုတ်ခန္ဓာကိုယ်ပြဿနာပုံကြီးอ่ะတယောက်နဲ့တယောက်မတူတဲ့အတွက်ကျွန်တော်ကခံမင်းကြီးပြောတာဖြစ်တယ် နော်အနည်းဆုံး3လလောက်တောက်မယ်ဆိုတော့လုံးဝတိတာလာမှာဖြစ်တယ်ခင်ဗျာနော်အဲ့တော့ကျွန်တော်တို့3လလောက်တောက်ပြီးွားလို့အသားကြီးကကြည်လင်နေလပလာတယ်ဆိုရင်အသားကြီးကြည်လင်လပလာပြီဆိုရင်ကျွန်တော်ကနေ့တိုင်းတစ်နေ့ကိုတစ်ထုပ်တောက်ကြမှာမဟုတ်ဘူးတစ်ဘက်ကို2ရက်နေ့တစ်ဘက်ကို2ရက်3ရက်ဖြစ်ဖြစ်တောက်ပြီးပြီးတော့ဆက်လက်ထိမ့်သိမ့်သွားလို့ရပါတယ်ခင်ဗျာနောက်ပြီးတော့ဒီ collagen လေးဟာဆိုတော့နော်နော်လူမျိုးပါလူမျိုးပါတာမရွေးတောက်တုံးလို့ရပါတယ်ခင်ဗျာဒီကောင်ကဆိုရင်လေကျွန်တော်ဒီကုမ္ပဏီကထုတ်လုပ်ထားတယ်အဲ့ဒီကုမ္ပဏီကထုတ်လုပ်ထားတာဖြစ်ပြီးတော့ အဲစားသုံးသူရဲ့ထောက်ခံချက်ရရှိထားတာဖြစ်တယ်။နော်ဘေးတော့ဆိုဆိုသူလုံးဝမရှိပါဘူး။ကျွန်တော်ကတောက်သုံးလို့မရတဲ့သူတွေကလွှဲရင်ကျွန်တော်လူတွေတောက်ရင်ဘာဘေးတော့ဆိုသူမှမရှိပါဘူးခင်ဗျာနော်။အမကန်ချက်အပြေဝရရှိထားပြီးတော့ထိုင်းနိုင်ငံထုတ်ဖြစ်ပါတယ်။ထိုင်းနိုင်ငံထုတ်စစ်စစ်ဖြစ်ပြီးတော့လုံးဝအရေးတွေးကောင်းမွန်တဲ့ကောလိပ်ဂျင်ဖြစ်ပါတယ်။ဒါတွေကတော့မိုးကောလိပ်ဂျင်ဖြစ်ပါတယ်ခင်ဗျာ။မိုးကောလိပ်ဂျင်